ဘိုးတော်အောင်မင်းခေါင်တကြော့ပြန်ကြော့ခံပွဲတော်အကျိုးတို့ပကံများပြန်စီးပြီးကြွလာသလိုခမောက်ပြန်ဆောင်းပြီးလာသလိုဟုတ်ကဲ့စာရေးသူကံဝင်းရေးသားထားတဲ့ပုတ်ပါတောင်နဲ့ပကံများပြန်ဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာလွန်ခဲ့သောနှစ်ပေါင်း30ကျော်ခန့်ကရွှေဆက်တော်ဖျားပွဲမှာအပြန်မင်းမူမယ်ဘေးကုန်းရှိအောင်တော်မူဓာတ်တော်အကြောင်း မဟိတိဆရာတော်ပုပ်ကိုကျော်များထံသွားရောက်ဖူးမြော်ကြော့ရန်ဝင်ရောက်ခဲ့ပါတယ်။သို့သောတပားမှမဖူးရ၍စိတ်ပြက်စွာ ပြန်မဲကြံစင်။အောင်မြင့်တို့လှမြင့်တို့မပြန်နဲ့အိုးတို့လာပြီဆိုပြီးတော့ကြောင်းဆောင်ကြီးအပေါ်ပြိသက်တွေရှိမှဘွားကနေထူးဆန်းစွာပေါ်လာတဲ့ထူးခြားတဲ့ဖြစ်ရက်အဖိုးထုံးအောင်ကကျောင်းအပေါ်တဲ့ပရင်ဘောက်ကဝင်ရောက်၍ ဘိုးတော်ဥကောဝိရာနဲ့ဆရာတော်နှစ်ပါးကကျမ်းပြင်နဲ့တရောင်အကွာမှကြွလာတာကိုဝမ်းမြောက်စွာဖူးတွေ့လိုက်ရတယ်။မေဘိကုံကနေလမ်းဖျားဝင်ဖူးရင်နဲ့ပြည်သူခီးဆက်ကြတော့လမ်းမှာကားပြက်လို့စိတ်ညစ်နေကြစဉ်အနီးအပါသို့ကားတစီစိုက်ကပ်လာတယ်။ကားပေါ်မှာဆရာတော်ကြီးတစ်ပါးကအောင်မြင့်လှမြင့်တို့ကားမောင်းပြီးကြောင်းလိုက်ခဲ့ဆို၍ အံ့ဩစွာကားပေါ်တက်ဆက်နှိုးလိုက်ကကားကချက်ချင်းကောင်းသွားပြီးစီရော်ကြီးစီးသွားတဲ့ကားနောက်ကထက်ချက်မကွာလိုက်မောင်းလိုက်တာကြောင်တဲ့ရောက်မှသိရတယ်။ကပ္ပရွှေရင်အေးရွှေပြိုင်းနာစီရော်ကြီးထို့ပြင်ထူးဆန်းတဲ့အိမ်မက်မက်ပြီးဈေးဆိုင်တကားတွေအဖွင့်မှာစာရူးဘိုးတော်ကြီးကအဝတ်ဖြူနဲ့ထုတ်ထားတဲ့အထုတ်တထုတ်ကိုဆိုင်စပွဲပေါ်သို့လာပို့ပြီးတော့ စာရူဘိုးတော်ကြီးမျက်စိရှိမှပဲပျောက်ချင်းမလားပျောက်သွားတယ်။စာရူဘိုးတော်ကြီးထားခဲ့တဲ့အထုပ်ကိုဖြန့်ကြည့်လိုက်တဲ့အခါရုပ်ပွားတော်နှစ်စုဖြစ်၍နေတယ်။ထိုရုပ်ပွားတော်နှစ်စုစာရူဘိုးတော်ကြီးပင့်ဆောင်လာတဲ့အချိန်မှစ၍စီးပွားတက်လာသူညီအကိုနှစ်ဦးကတော့လာရှူမျိုးမဇေကြီးအတွင်ကစန္ဒာယရနာရောင်းဝယ်ရေးရွှေဆိုင်ပန့်ရှင်ဥအောင်မြင့်နဲ့ ညီဖြစ်သူဦးမြတ်လှမြင့်တို့ဖြစ်ကြတယ်။ဇာရုဘုရောကြီးပင့်ဆောင်လာတဲ့ရုပ်ပွားတော်များအကြောင်းကို1922ခုနှစ်ကစာရေးသူရေးသားတင်ပြခဲ့ပြီးဖြစ်ပါတယ်။စာရေးသူဏိဒံအဖွဲ့မှာတင်ပြခဲ့သလိုဘဝမှာ ထူးထူးခြားခြားကြုံတွေ့ခဲ့ကြတဲ့ဥအောင်မြင့်နဲ့ညီဖြစ်သူဦးမြတ်လှမြင့်တို့ယခုလည်းပုတ်ပန်းမှာထူးထူးဆန်းဆန်းဖြစ်ရဆန်းတွေ့ကြပြန်ပြီ။ 22ရက်6လ2023နေ့မှာစာရေးသူထံဖုံးဆက်ကြတယ်62ခုမြောက်အဘထွက်ပွဲကြောကြဖို့ပုတ်ပါးတောင်တို့ ရောက်နေကြကြောင်းနဲ့ပုတ်ပါးတောင်မှာအဘထွက်ပွဲ မတိုင်မီကောင်းကင်ရံမှာပကံများပြန်တွေ့လဲရတဲ့သတင်းဖြစ်လေတယ်တွေ့မြင်ရတဲ့သူများကမြမာပြီးမိုးများလွန်းလာမှုခမောက်ပြန်အဘဆောင်းပြီးအဘထွက်ပွဲကြွလာတာလို့ပြောသူကပြောကြတယ် တချို့ကမြမပြီမှာအထူးစီက ပုတ်ပါအဘာထွက်ပွဲကိုဂျိုသားတွေလာလိလာတယ်လို့ဆိုသူဆိုထူးထူးခြားခြားမိတောင်အဟောင်းကြီးပေါ်မှာတကူတော်အနန္ဒနဲ့အထင်ကြီးဖျားစေတီတွေ UFO ပကံများပြန်ကဓာတ်ပုံ လာရိုက်တဲ့ပုံမျိုးမြင်ရသူများကအယူဆများကိုဥအောင်မြစ်တို့ဥမျက်လှမြစ်တို့ကိုကြားနေရတယ်ထိုပကံများပြန်ကို တွေ့ရစဉ်ကအဖတ်ထပ်ပွဲကျင်းပဖို့ ရက်အတန့်ငယ်လုံနေသေးတော်လဲမြမပြီးအနှံ့အပြားရှိအဘသားသမီးများတပွဲပွဲကြိုရောက်လာတဲ့အချိန်ကြိုရောက်လာသူတွေတိုင်းတော့မတွေ့လိုက်ကြ တွေ့လိုက်သူများကဘုရောဖရာကြီးခမောက်ဆောင်ပြီးစင်းလာသလိုလိုတန့်အံ့တော်ပြောကြပြန်တယ်အမတ်မထင်ဖြစ်ပေါ်လာတဲ့ပုတ်ပါတောင်ကောင်းငင်ရံမှပကံများပြန်ကိုကင်မရာဖြင့်မှတ်တမ်းတင်နိုင်သူက အလွန်ရှားလေတယ် တောင်ကလက်ကောင်းငင်ရံမှာအချိန်ကြာမြင့်စွာ ပေါ်နေသည်ဆိုရင်တော့ကင်မရာယူချိန်ရှာချိန်မရတော့လူတိုင်းဒီပါ၁၀ရောက်၁၀ရောက်တော့ဟန်ဖုံးဖြစ်မှတ်တမ်းတင်ကြမှာအမှန်ပါပုတ်ပါဇေဒန်တရင်ကပုတ်ပါရွှေမကြီးတော့ဥမေဓာဝီကျောင်းဆရာတော်ရဲ့ဒါကမကြီးတာမိဟန်ဖုံးဖြစ်ရိုက်ထားနိုင်လိုက်ကြတယ်ဆိုတဲ့တရင်ကိုလာရှူဝရောက်လာတဲ့ဥမျက်လာမျက်တယောက်တရင်အစရလိုက်တယ်တို့ဖြစ် ဘိုးတော်ဖျားကြီးရဲ့တပည့်ဖြစ်တဲ့ရွှေမကြီးတော်ဆရာတော်ဦးမေရာဝီကျောင်းတို့ဆရာတော်အားခရော့ရင်ပကံများပြန်တရင်မေးရင်ကျောင်းပေါ်ရောက်တော့စိုက်စိုက်မြဲ့မြဲ့ပင်ဖျားဒါရေကာမကြီးယဟန်အမကြီးနာမည်ဖော်ပြခွင့်မရတော့ကြောင့်ထိုယဟန်အမကြီးတို့နဲ့တွေ့ဆုံမိမြန်ခွင့်ရခဲ့တယ်ထိုလူငယ်မှရှင်းပြသည်မှာမကြီးတော်ကျောင်းဝိုင်းအတွင်ကျောင်းပြုပြင်နေရာမှာ တောင်ကလတ်ရှုခင်းရိုက်ကူးရင်းနဲ့အမှတ်မထင် UFO ပကံများပြန်လို့လို့ခမောက်ပုံလို့လို့တွေ့မြင်လိုက်ရလို့ရိုက်ကူးထားကြောင်းအဲ့ဒီနေ့က၁၈ရက်၈လ2023နေ့မနက်ပိုင်းဖြစ်ကြောင်းဆရာတော်ဦးမေတာဝီရဲ့ယဟန်အမကြီးနဲ့တပည့်ဒါရကလူငယ်လေးမှ ရှင်းလင်းပြောပြရင်းပကံများပြန်လို့လို့ခမောက်ပုံတရံလို့လို့ကိုဥအောင်မြင့်နဲ့ဦးမြတ်လာမြင့်ကသူ့ဟန်းဖုံးဖြစ်ရိုက်ကူးနိုင်ခဲ့တယ် ဇာယေသူနဲ့လွန်စွာပင်ခင်မင်ကြတဲ့အတွက်ဥအောင်မြင့်နဲ့ဥမျက်လာမြို့တို့သည်အစာကောင်စားရတဲ့အခါမိတ်ဆွေကောင်းကိုသတိရတဲ့ကဲ့သို့သတင်းထူရလာတဲ့အခါဇာယေသူထံသို့သတင်းအချက်လက်များနဲ့အတူဓာတ်ပုံမှတ်တမ်းများပေးပို့ခဲ့ကြပါတယ်။မဟိတိဆရာတော်မဟိတိပုဂ္ဂိုလ်ကျော်ဝိဇ္ဇရူကြီးများနဲ့ပဋ္ဌာန်းဆက်ရှိခဲ့ကြ၍ထူးခြားစွာဘဝရည်တည်နေကြတဲ့ညီနောင်နှစ်ဦးတို့ရဲ့ ပုတ်ပါးမှာအမှတ်တရကြုံတွေ့ခဲ့ရတဲ့ပကံများပြန်တရင်စကားကို62နှစ်မြောက်အဘဘိုးတော်အောင်မင်းကောင်ရဲ့တကြော့ပြန်ကြော့ခံအဘထွက်ပွဲအောင်ပွဲ အထိတ်အမှတ်အနေနဲ့မှတ်တမ်းတင်ရေးသားလိုက်ရပါတယ်။ယခုနေ့အဘထွက်ပွဲမှာအဘမိတ်ကြားစကားတခွန်းကတော့မြန်မာတွေမပူနဲ့ကုမဲ့သူလာမယ်လို့ဆိုပါတယ်။စာကျွမ်းအနေနဲ့ ထိုပကံများပြန်တဲ့နှင့်ပတ်သက်၍၎င်းကဘာလုံးဇေဒီလုံးဘက်ပေါ်၌ထွန်းပေါ်လာတဲ့အဘဘိုးတော်အောင်မင်းကောင်ပုံများနဲ့ပတ်သက်၍မရှင်းမလင်းသည်များမေးမြန်းစုံစမ်းလိုပါကဥမျက်လာမြင့်39ကို9နဲ့3တက်ခွန်3 3အကိုဥအောင်မြင့်စန္နာရန္နာရွှေဆိုင်လာရှူမြို့မဇေကြီးအတွင်းနဲ့ ပုတ်ပါတောင်ကလက်ရွေမကြီးတော်ကြောင့်ဖျားဒါရက်ကမကြီးတို့ထံတွင်မေးမြန်းနိုင်ပါသည်မြေတားများစွာဖြင့်ကံဝင်း